ရှင်ပွေရန်ညိတံရှင်ပွေရန်ဆိုတော့တနိုင်းကနေလီဒိုလန်အတိုင်း54မိုင်ဝေးတဲ့နေရာပေါ့အိန္ဒိယပြည်ဘက်နီးစပ်ပြုပြီးတနိုင်းဆန်ကတိုရိုတာဟိုင်းလက်4ဝီနဲ့သွားဖို့စီစဉ်ထားတယ်ကားပေါ်မှာခရီးသည်တွေကကျွန်တော်တို့ကိုစောင့်နေကြတာကြောင့်ကားရှိတာခက်တုတ်တုတ်ရှောက်ခဲ့ကြတယ်တနိုင်းဆန်နဲ့ရာပြည့်ဦးစိုးညွန့်ကကားရှိကန်းကထိုင်ကြတယ်ကိုဖေစောဝင်းကိုကျော်ရင်မြင့်နဲ့ကျွန်တော်တို့ကနောက်ကောင် ရှေ့ခန်းတဲ့အနီးဆုံးနေရာမှာတထွာလောက်ပြင်ခင်းပေးထားတယ်။ခြေချားမဲ့နေရာမှာကုန်ပစ္စည်းတွေရှေ့ကကဲ့အိမ်ပေါ်မှာလဲပစ္စည်းတွေရောလူတွေရောတိုတိုတာဖိုးပြီးနေညိုရောင်ကရှင်ပွေရန်ကိုတိတ်ပြီးတွားလေတာတွားလေတွားထားရှိတဲ့ပုံမပုံတနိုင်းဆန်ကတွားဆောင်ကန်လူသားအတွားပြန်ကားက200ရရင်ထွက်မယ်လို့ပြောလို့ဈေးတိတ်ခဲ့ကြတာသူက200ထပ်ပူရအောင်ခီးတယ်နဲ့ကုန်လေလိုက်ရှာပြီးကားပြေတာနဲ့ ကျွန်တော်တို့ကိုလာခေါ်တာကားထွက်တော့မနက်7:00နာရီခွဲနေပြီတနိုင်းချောင်းအဖြတ်မှာယာယီတရားဖြတ်ခ900ပေးခဲ့ရတယ်ဒီ900ကကျွန်တော်တို့မိတ်ဆွေကိုစော်မင်းအိတ်ထဲမရောက်သေးဘူးကိုစော်မင်းကဧပြီလ1ရက်နေ့မှစပြီးကရုလိုက်စင်ရမှာလေကားဆရာကကိုမြင့်ခေါ်ကိုဝင်းမြဲတဲ့အသားညွညိုပိန်ပိန်ရင်းနောက်လိုက်လေကတုတ်သားလေးမောင်ဖိုးလုံးနဲ့16နှစ်သားလောက်ပဲရှိအောင်ပဲပုတ်သေးညံ့ညက်ကလေး ကျွန်တော်တို့သုံးယောက်ထိုင်ကြတဲ့တစ်သားတန်းမှာကိုကျော်ရင်မြင့်ရဲ့ဘေးရောက်6နှစ်အရွယ်လောက်ကလေးတယောက်လည်းပါလာသေးတယ်။ထိုင်ရတာခက်ကြက်ကြက်ပဲ။နောက်တန်းမှာကကချင်အမျိုးသမီးတချို့ကချင်အမျိုးသားတချို့ကြက်ကြက်တက်တက်ထိုင်လိုက်လာတယ်။သူတို့ဒူးတွေနဲ့ကျွန်တော်တို့တင်မားတွေနဲ့ထိလို့တနိုင်းချောင်းထဲမှာတော့အဝတ်လျှော်တဲ့သူရေချိုးတဲ့သူတွေနဲ့စီကားနေတယ်။ချောင်းရီကတိတ်မနှက်ဘူး။အနက်ဆုံးနေရာကလူခါလောက်ပေါင်ရင်းလောက်နဲ့တဲ့အချိန်ပေါ့။ ဒါရေအနည်းဆုံးရက်တွေပေါ့မိုးအခါမှာတော့တနိုင်ချောင်းရီဟာမှုံယိုတဲ့တောဆင်ရိုင်းတစ်ကောင်ထက်စိုးတယ်အခုယာယီထိုးရတဲ့တရားရေစင်းနဲ့မျောပါသွားမဲ့တရားတဲ့ချောင်းရီတိုက်စားလို့တရားကြီးတစ်စင်အကန့်လိုက်ပြုတ်ပါသွားပြီပြီဒါကြောင့်အခုတနိုင်ချောင်းထဲမှာခိုင်မာတဲ့ဆက်နှစ်ရာသီသုံးတရားကြီးတစ်စင်လူအားဆက်အားနဲ့တိစောက်နေကြတယ်တနိုင်ကအထက်တနိုင်ချောင်းယာယီတရားကိုကူးပြီးတစ်ဖက်ကန်ရောက်တော့လမ်းကတော်တော်ကောင်းနေတယ် ဘာလို့ဒီလိုလမ်းမျိုးမှာ4 week ကတွေတုံးနေကြတာပါလဲလို့အတွေးစောတော့မိတယ်။တကယ်တော့ရှင်ဘွေရန်ခရီးနဲ့4 week နဲ့အတင့်တော်ဆုံးပါလားဆိုတာခဏလေးနဲ့သိလာရတယ်။လိန်မော်ဂျန်ခတ်သေးသေးတွေရွာခတ်ငယ်ငယ်တွေကားရဲ့နောက်မှာဖုံလုံးကြီးရဲ့မှာကြံ့ရစ်ခဲ့ပြီးကျွန်တော်တို့နောက်မှာထိုင်လာကြတဲ့ကချင်မျိုးသားနှစ်ယောက်ကတော့သူတို့စင်ကိုတရားတစ်ခုစောင့်နေရမှာလိုအပ်ပြီးခေါ်သွားလို့နောက်ကလိုက်ခေါ်ကြမလို့တဲ့ ကားပေါ်မှာပါတဲ့ဆင်ဦးစီးတွေကအသက်29-28လောက်ပဲရှိကြလည်ဦးမယ်။အစိုးကိုခပ်ပတ်နဲ့ပတ်ထားပြီးခပ်ပတ်မှာဓမြောင်တစ်ချောင်းစီချိတ်ထားတယ်။ကတ်အုပ်ထိုးကိုစီနဲ့သူတို့အရက်ထဲကအဆင့်လေးကောင်ကိုခေါ်သွားတယ်။ရက်20လောက်ရှိပြီးနှစ်ကောင်ကမနေ့ကပြန်လာကြတယ်။ဒါကြောင့်သူတို့ဆင်များပြန်ခေါ်လို့ရမလားလို့ကားကတယောက်တစ်ထောင်အကုန်ကြခံပြီးလိုက်ခဲ့ကြတဲ့သူတွေ။တနိုင်းနယ်မှာမိုးအခါမှာဆင်တွေနဲ့ လဲထွန်ကြတယ်ဆိုလို့သူတို့ကိုမေးကြည့်တယ်။အငါတော့မလိုက်ပါဘူး။ကိုယ့်လေကိုပဲထွန်တာပါ။ရောက်ဖားတို့ဆွေမျိုးတွေရဲ့လဲတွေလည်းလုတ်ပေးရတယ်။ထွန်ဆက်နဲ့ဆင်နဲ့လှုပ်အားကောင်းဆက်နဲ့ဆင်တူတူလောက်ပါပဲ။ဆက်ငါထွန်ရင်ဘယ်လောက်ပေးရလဲ။3,350ပေးရမယ်ထင်တယ်။ငါလည်းမသိဘူး။ဆင်ကရောဘယ်လောက်လုံနိုင်သလဲ။တိတ်မခိုင်းပါဘူး။တအေးကတပြန်တရက်ပါပဲ။ အမျိုးတွေရထွန်တော့တပြားမှမပေးဘူးလားတချို့ကလည်းစပားပေးတယ်ဘလို့ထွန်တော့လဲရှေ့ကဦးစီးတယောက်နောက်ကတယောက်ပေါ့တကယ်လို့စပားတို့ဘာလို့ရရင်စင်ပိုင်ရှင်နဲ့ဦးစီးနဲ့မျှစားရတာပေါ့သူတို့ပြောအရတော့ တနိုင်ပတ်ဝန်းကျင်မှာခိုင်းစဉ်အကောင်60လောက်ရှိတယ်လို့ပြောတယ်စင်ကိုစင်စရာဝန်နဲ့ပြရသလားနေ့စဉ်တော့မပြပါဘူးနာဖျားရှိလို့ခေါ်မလာတာ ရှင်းွေရန်အသွားတနေရာရောက်တော့ကားကိုခဏရက်တနိုင်းဆန်ကအောက်ကိုဆင်းခဲ့ကြအောင်လို့ခေါ်တာနဲ့ဂရိုက်ကြိုက်ခုံဆင်းရတယ်။သူကကားလမ်းနှစ်ဘေးကနေဂိုင်း၂၀လောက်ရှောက်သွားပြီးတန်ဖိုက်တုံးတွေအင်္ဂရီဂိုင်းထားတဲ့အုံမြင့်ဟောင်းတွေကိုပြတယ်။ဟောရာအိန္ဒိယကတွေ့တန်းထားတဲ့ပိုက်လိုင်းတွေစစ်အတွင်းစီကံရေကံတွေနေရာပေါ့ဒီလိုလမ်းကိုဖောက်လုပ်ကြတဲ့ကတရုတ်ပြည်မှာရှိတဲ့အင်္ဂလိပ်စစ်တပ်အတွက်ဓာတ်စီဆက်စီနဲ့ ရေမပြတ်လိုက်ရအောင်အိန္ဒိယကနေမြန်မာပြည်ဖြတ်ပြီးထောက်ပံ့ရေးပစ္စည်းတွေပို့ဖို့ဖောက်လုပ်ခဲ့ကြတာဟုတ်လားအခုတနိုင်းဆိုင်ပြတဲ့နေရာတွေကစီကိုခိတ္တတူလောင်တဲ့နေရာဒါမှမဟုတ်စီတွေကိုဆက်နဲ့တုံးတင်တဲ့နေရာ ဖြစ်နေမယ်ရှင်ပွေရန်ကို44မိုင်ပဲဝေးတယ်ဆိုပေမဲ့လမ်းမှာခရီးတဲ့အတင်းချပစ္စည်းအတင်းချတွေရှိတယ်ကားဆရာကိုမြစ်ကကားကကိုသူကိုယ်တိုင်တောင်းတယ်လို့တခါတလေကြတော့လေမောင်ဖိုးလုံးက အဖေဘလောက်တောင်းရမလဲလို့မေးတက်တယ်။မောင်ဖိုးလုံးကရင်နှောက်လိုက်လို့တာမကြသေးဘူးလေ။ရှင်ပွေရန်ကိုဒါဒုတိယကြိမ်ရောက်ဖို့တာတဲ့။ចောင်းစာကတော့မူလတန်းအစစ်ပဲတင်ခဲ့ဘူးတဲ့။တနိုင်းနဲ့ -20 လောက်အကွာတရုံရွာမရောက်ခင်ကားလန့်နေပြီးရေနံအစမ်းတူးတဲ့နေရာမှာကားခဏရက်တယ်။အလုတ်သမားတွေနေတဲ့တဲတန်းတွေအရာရှိတွေနေတဲ့တဲတွေထမင်းစားရုံတွေအကုန်လုံးအပြာရောင်ပလတ်စတစ်စာနဲ့မိုးထားပြီးထရန်ကားတွေကပါ ပလတ်စတစ်ကားတွေနဲ့အယောင်တွေစုံနေတဲ့ဝတ္ထုတွေရှိတဲ့အလုံသမားရွာကလေးတစ်ရွာပေါ့ကျွန်တော်တို့ရောက်တဲ့မက်ရှလာ29မှာစက်တန်တွေညံနေအောင်ကြားနေရပြီမက်ရှလာ28ရက်နေ့မှာစတူပြစ်အောင်တူရမယ်ဆိုလို့စူးစားပြီးစခဲ့ကြတာကျွန်တော်တို့ရောက်သွားချိန်မှာလွန်သွားကပေး200ကျော်ကျသွားပြီလို့ရှင်းပြသူကဆိုတယ်။အရာရှိကြီးတွေကတော့ရန်ကုန်ရုံးချုပ်ကိုဆင်းသွားကြတယ်။လက်ထောက်တွေကြံခဲ့ကြတယ်။ အရင်တစ်ခါတော့ကတနိုင်းသားကခံတော်ကျင့်ရွာမှာပေ9000အထိအစမ်းတူးခဲ့ပေမဲ့မအောင်မြင်ခဲ့ဘူးတယုံမှာတော့ပေ8500အထိစမ်းသက်တူးကြည့်မယ်မတူးခင်မှာဆလန်ဘာသာရဲ့အကူအညီယူခဲ့ကြပြီမြမရေနံကအဆအဆုံးတူးကြမယ်တဲ့အလုတော်မတယောက်ကိုရှားပါးစရိတ်တနည်း300ရတယ်လို့ပြောပြတယ်ဘူမိဗေဒကလူတွေကြီးစုနေရတဲ့တဲတဲကိုခဏဝင်းကြည့်သေးတယ် ချင်းတောင်ထောင်ပြီးအိတ်တဲ့သူကအိတ်အိတ်ရပေါ်မှာအကြောချင်းဆန့်သူကဆန့်စိလိတ်တို့ခဲပြီးအတွေးပင်လဲမျောသူကမျောနေကြတယ်အိတ်ရချင်းရင်ချင်းနှစ်ချမ်းဆိုင်ပေးထားပြီးအလေက လူသွားလန်းနဲ့ကျိုးတန်းပေါ်မှာယောက်ျားတို့ရဲ့အနေမြေပြီးပြီးမျက်နှာတုပ်ပွားတွေဘောင်းမီတွေအင်းကြီးတွေတို့လို့တွဲလောင်းတင်ထားကြတယ်လေဝင်လေထွက်တိတ်မကောင်းတဲ့ပလတ်စတစ်တဲတန်းကြီးတစ်ခုလို့ခံစားမိသလိုပဲရေနံအစမ်းတွင်မှာအခုမှတည်ရတဲ့မိတ်ဆွေ ကျွန်တော်တို့ကိုရှင်းပြတဲ့ပုံကိုယ်ကိုဇာပြည့်ဦးစိုးညောင်းကနက်ပြန်ကြဖုန်ကြီးကျောင်းဝင်းမှာကျင်းပမဲ့တနိုင်းစာပေဟောပြောပွဲကိုရေနံအဖွဲ့ဒီအားလုံးလာနားထောင်ကြဖို့ဖိတ်ကြားခဲ့တယ်။ရေနံအဖွဲ့ကကျွန်တော်တို့ကိုရွေးထွေးမှုပေးတော့ဇာပြည့်ဦးစိုးညောင်းကပြန်ပြီးဖိတ်မှန်လကပြုတ်လိုက်တာပါ။ကျွန်တော်ကတော့စာပေဟောပြောပွဲလို့ပြောတန်ကြလိုက်ရင်ကြီးမားတဲ့တာဝန်တစ်ခုလိုခံစားရပြီးရင်လေးနေမိတယ်။အဆင်ပြေပြေမှဟောနိုင်ပါမလား။ ပြိသက်ကိုလေးစားတဲ့စိတ်နဲ့ဟောပြောကြဖို့ကျွန်တော်တို့ဆုံးဖြတ်ထားကြတယ်။တေယုံချောင်းကတဝံချောင်းပြီးရင်ဒုတိယကျဲတဲ့ချောင်းပဲ။ကျောက်စလစ်တောင်ပြင်ကြီးပေါ်ဂိုက်တော်တော်များများမောင်းသွားပြီးမှချောင်းကိုကူးလို့ရမယ့်နေရာရောက်တယ်။ဝက်လုံးလေးတွေ ကန်းနှစ်ဖက်မှာစိုက်ပြီးကားတွေကူးကြရမယ့်နေရာကို အမှတ်သားပြတာပဲမြဲ။တစ်ဖက်နဲ့တစ်ဖက်တက်တက်တန်းတန်းတော့မဟုတ်ဘူး။ချောင်းနဲ့ကားဆင်းကားစားကရေကတိမ်နေ။ ဒါပေမဲ့လေးငါးခိုက်လောက်လဲမောင်းပြီရောရေကကားဖေးမြုပ်လောက်အောင်နှက်ပြီးရေစီးကလည်းအတော်တန်တယ်ချောင်းကိုကားဖြတ်ကူးတော့ကားပေါ်ကလူတွေဘယ်သူမှစကားမပြောကြဘူးတိတ်လို့ကျွန်တော်တို့အသက်ရှူဖို့တော့မေ့နေတယ်ထင်တာပဲ4 wheel နဲ့4 wheel မို့ကိုမြင့်လဲကိုမြင့်မို့တယုံရွာပေါ်ကိုကားတက်နိုင်ခဲ့တာပေါ့ကားဆရာကိုမြင့်ရဲ့ကျွမ်းကျင်မှုကိုတော့အတိမတ်ပြုကြရပါလိမ့်မယ်ဆောင်းလေးကောင်ကြီးကမ်းမပေါ်လဲရောက်ရော တဲ့ယုံရွာကိုဘွားကနေတွေ့ရတာပါပဲတဲ့ယုံရဲ့အနောက်ဘက်ပိုင်းကွက်လက်ကြီးမှာအညာရက်တွေမှာဖျားပွဲတစ်ခုဇက်ပွဲတစ်ခုပြီးသွားခဲ့ရင်မြင်ကြရတဲ့မြင်ကွင်းမျိုးမြင်ရတယ်ဈေးဆိုင်တွေခင်းပြီးလို့ပြန်သိမ်းထားကြသလိုမျိုးအမိုက်တွေနဲ့ဒါနဲ့ကျွန်တော်တို့ရဲ့နောက်မှာထိုင်လာတဲ့အမျိုးသမီးတွေကိုမေးကြည့်ရတယ်အဲ့ဒါရေနံအဖွဲတွေခဏနေသွားကြတဲ့နေရာတဲ့ဒီအမျိုးသမီးတွေရာလုံးကြတယ်တဲ့တဲ့ယုံရောက်တဲ့ယုံရောက်သူတွေပါ အခုတနိုင်းကပြန်လာကြတာမိတ်ဆွေတွေစီကပြန်လာကြတာလို့နေလောင်ထားတဲ့အသားရည်ပိုင်းရှင်ခဏောင်မောင်မောင်အမျိုးသမီးကပြန်ပြေတယ်သူတို့ခေါင်းမှာဂျုံရိုးနဲ့ရက်လုံထားတဲ့ခမောက်ကိုစီနဲ့နှက်ခမ်းကိုမရေတရေစိုးလာတယ်တယုံရွာလဲတယုံချောင်းကမ်းမနာမှာအရက်လေးပေလောက်ဆင်တကောင် တွေ့ခဲ့ရတယ်ရွာလေးမှာကားခဏရက်တာကြောင့်ဆင်လေးစီကိုတွားပြီးဓက်ပုံရိုက်ခဲ့တယ်ဆင်လေးရှောက်လေမှာဆိုလို့ သူ့အရှင်ကရှေ့ချက်တော်နှစ်ချောင်းကိုရှော့ကျိုးတွေနဲ့ထုခတ်ထားတယ်။တခါလမ်းမှာတထွာလောက်ပဲရွေ့တော်တာ။တင်ယုံရောင်မှာကချင်ရသမားတွေစင်းနေရိတ်ခဲကြတယ်။ကားကလီတို့လမ်းရဲ့ကျင်တွယ်ထောက်ချိုးနာကနာခမိသားစုလက်ဖက်ရည်ဆိုင်ကကားကိုထွက်တာလို့ခဏရရသေးတယ်။ကျွန်တော်တို့နာခမိသားစုလက်ဖက်ရည်ဆိုင်မှာကွေကောက်တော့တောက်ကြတယ်။ဒီကွေကောက်မစ္စတာခွတ်ဟာအဲ့ဒီနေ့အတွက်နေလည်စားပဲဆိုတာ နောက်တော့မှသိရတယ်။တင်ယုံကြီးရွာရှင်မွေရန်တို့24မိုင်၊နန်းယွန်းတို့54မိုင်၊ပန်ဆောင်တို့90မိုင်၊တနိုင်းတို့20မိုင်၊နမတီးတို့108မိုင်၊မြကြီးနားတို့မိုင်140လို့မိုင်ညွှန်းနိုင်က ပြထားတယ်။နာဂမိသားစုနဲ့ကက်လျက်မှာ အုတ်တတိုင်းခတ်ထားတဲ့ဗုဒ္ဓဘာသာဘုံကြီးဆောင်တကြောင်တည်ရှိနေတယ်။ကျောင်းရှိမှာ6ရောင်ချဲအလံထူထားတယ်။လေကငြိမ်နေတဲ့အချိန်မှာ အလန်ကအလန်တိုင်းကိုဖက်လျက်သားနှစ်ထပ်ကြောင်းပေါ်ကိုတက်ရတဲ့လေကားရဲ့အပေါ်စီမှာတော့အတန်ချက်ဆက်ဟွန်းတလုံးတက်ဆင်ထားတာတွေ့ရတယ်။တနိုင်းဆန်တနိုင်းမျိုးကဝေလာတဲ့မုတ်တွေစားတောက်နေကြတော့မှခရစ်ယာန်သာသနာပြုအဖွဲ့တွေထင်ပါရဲ့လူကြီးတချို့နဲ့လူငယ်ဆယ်ယောက်လောက်ကားဆရာကိုမြစ်ကိုလာပြီးသူတို့အဖွဲ့လိုက်ခဲ့လို့ရမလားမေးမြန်းနေတယ်။ကြောဘိုးအိတ်တွေကိုစီနေ။ရာပြည့်ဥဆုံညွန်ကတော့ နာခဝစားစင်ရင်ထုံဖွဲ့ကြပုံမဟုတ်တော့တာကိုရန်ကုန်ကလူတွေမြင်ရအောင်လို့ဆိုပြီးနာခမိသားစုဆိုင်က ခလေးတွေနဲ့ဆိုင်ဆိုင်ပုတ်နောက်ခံထားပြီးဓက်ဖုံရိုက်တယ်။တယုံကလည်းကားထွက်လာတဲ့အခါမှာတော့ခရစ်ယာန်သာသနာပြုအဖွဲ့ဝင်တွေအားလုံးမဆက်နာနဲ့အသက်ကြီးကြီးဦးလေးအွေအထော်အွေနဲ့လူငယ်၃ယောက်ပဲလိုက်လာနိုင်ခဲ့ကြတယ်။စာရေးဆရာမောင်မဲတို့ခရီးသွားစဉ်တုန်းကလီလိုလမ်းမကြီးကတနာဆရာပင်ဖြစ်နေပြီး စစ်တွင်းက3စီ6 6မောင်းနိုင်အောင်ဖောက်လုပ်ထားခဲ့တော်လဲယခုမူအတွားလာနေပါခြင်းကြောင့်လမ်းပေါ်တွင်ကိုင်းပင်တက်ငယ်ပင်များပေါက်ကကားတစီတော်နိုင်ရုံသာချုံမွေးလျက်ရှိပေသည်လမ်းမဲ့ဆိုင်ရာမှပြင်နေဒီမှာလဲတတိုင်းအထိသာ တော်ရုံတန်ရုံတင်ထားသည်ကို တွေ့ရသည်ဦးလေးမဲစာရေးဆရာမောင်မဲရဲ့1954ခုနှစ်ကအတွေ့အကြုံပါကျွန်တော်တို့သွားကြတော့လမ်းကကားတစီချောင်းချောင်းရှောင်းနိုင်နေပြီ ။မြေပြောတဲ့လမ်းတွေမှာကျင်းတွေ၊ကြိုက်တွေကတော့ရှိနေသေးတယ်။ကားနဲ့စီးရှောင်းရမှာလမ်းကျင်းလို့အချိန်လျှောက်ရအောင်မျိုးမဟုတ်တော့ဘူး။လမ်းသားမကြီးလို့ကျင်းတွေ၊ကြိုက်တွေတွေချောင်းပေါင်းရင်အန္တရာယ်ရှိလို့အချိန်လျှောက်ရအောင်မျိုးဒစီလိုမှဒစီတောင်းနိုင်တော်မျိုးဖြစ်တယ်။ဘလို့ပဲဖြစ်ဖြစ်ကားဆရာကူမြင့်ရဲ့ကျန်းကျင်မှုစွမ်းရည်ကိုတော့အသိမှတ်ပြုရလိမ့်မယ်။ဖြစ်ချင်တော့သူကလည်းမန္တလေး42လမ်းစာပြီးတဲ့လမ်းမှာကားသွားလာနေတော့ တစ်ဖက်ကကားတစ်စင်းမှလာတာနဲ့မကြုံခဲ့အောင်ကားလမ်းရှင်းလေးကိုမြစ်ကအမြန်မောင်းပြီပဲကားဆရာဘက်ကတွက်ကြည့်ရင်ရှင်ခွေရံကိုသူ့ကားဆော့ဆော့ရောက်မှအကြံတနိုင်းကိုလိုက်မဲ့ခရီးတွေရနိုင်မယ်မဟုတ်လားကျွန်တော်တို့ကငငယ်ငယ်ကကြည့်ဘူးတဲ့ဟတ်တာရီရုပ်ရှင်တွေကကြံ့အရိုင်းကိုလိုက်ဖန်တဲ့မော်တော်ကားပေါ်လိုက်ပါလာခဲ့ရသလိုပဲကိုမြင့်မောင်းတဲ့ကားနဲ့ရှင်ခွေရံသွားရင်နောက်ခံကစင်ပေါက်လမ်းလျှောက်တီးလုံးကနားရင်ပြန်ကြားရောင်နေရဲ့ ရွာတရရောက်တော့ခရီးသည်ရင်းဆင်းလာတယ်။ကိုယ်စင်လေးရှိရာလိုက်ကြမဲ့စင်ဦးကြီးတွေလည်းဆင်းလာတယ်။ကျွန်တော်ကစစ်လက်ကျန်ကားပေါ်ကြီးတွေတွေ့ခဲ့တာနဲ့တပုံသွားရိုက်တယ်။နောက်တော့မှဒါခရီးအဆုံးရှင်းမွေရံပဲတဲ့။ကားကကွင်းကျိတ်တစ်ခုမှသွားခွေတယ်။ကွင်းလိုက်မှာနာခအမျိုးသားတွေကိုးကွယ်ကြတဲ့နတ်ပွဲချင်းပါရအထိတ်မှတ်တိုင်းနှစ်တိုင်းစိုက်ထူထားတယ်။ရှင်းမွေရံဟာတောင်တွေကြားကပြန့်ပြူတဲ့မြေပြင်မှာတည်ထားတယ်။ အနောက်ဘက်မှာတော့စိမ့်ကြာရောင်တောင်တွေကအထက်ထက်နဲ့တောင်နှဲသာသနာပြုကျောင်းကလည်းကုန်းမှုမှုကလေးပေါ်မှာကျွန်တော်တို့မှာရွှေမော်ကိုလာကြတာဖြစ်တဲ့အတွက်ရှင်မွေရန်ဆရာတော်စီပေါ်ကအပြန်မှာဝင်ပူးကြလို့ဦးလေးမဲ1954ခုနှစ်စီကရှင်မွေရန်ရောက်ခဲ့တော့ကမြင်ခဲ့တဲ့မြင်ကွင်းတွေကိုသူရေးပြလာတာသူခံစားတာကလည်းစိတ်ဝင်စားကြပဲရှင်မွေရန်ရွာမှာရှင်မွေရန်ကိုအဲ့ဒီခေတ်ကအေးထုံး အင်ဂျင်20မြောက်ရှိ၍ရန်ကုန်ကြက်တန်းကဲ့သို့ပင်ကားပစ္စည်းအမျိုးမျိုးရနိုင်သည့်ကြွာဖြစ်သည်။ပစ္စည်းများကအိမ်တိုင်းတွင်စုပုံလျက်ရှိရာရန်ကုန်ကြက်တန်းထက်ဆုံပြီးလိမ့်မည်။လေယာဉ်ဘေးအဟောင်းပင်ရနိုင်သေးသည်။ထိုနေရာမှာအမေရိကန်စစ်တပ်စခန်းချထား၍တပ်ရုပ်သိမ်းသွားသောအခါကြံရစ်သောကားပစ္စည်းစက်ပစ္စည်းများနှင့်ဖျက်ဆီးခဲ့ရာတွင်ကြံသောပစ္စည်းများ၏ဘဝဌာနပင်ဖြစ်သည်။ထိုဌာနမှာနေစားသည့်ကားများကို တောင်အောင်တို့ထိုးချဖျက်ဆီးသွားကြသဖြင့်ထိုးဒေသတွင်နေသည့်ကချင်လူမျိုးများကတောင်အောင်စိန်ကကားပစ္စည်းများကို ဖြုတ်ပြီးယူငယ်၍စုပုံရောင်းသောနေရာလည်းဖြစ်သည်ကလားကုတ်ငယ်ချင်းများအပွားကြီးပွားသောနေရာလည်းဖြစ်သည်ကားထိုင်နေမှုတစ်လုံးနဲ့ရင်တစ်ချက်တစ်ချက်ခွဲတဲ့နေရာသောနေရာလည်းဖြစ်ရထိုးပစ္စည်းသည်မြကြီးနား၌၃၄၀တန်ဖိုးရှိမှန်းလည်းမသိကြအမေရိကန်စာနယ်ဇင်းရောရုပ်တံမှာပါ တည်င်းတော့တူဖြစ်တဲ့ Charles Cross ရေးသားတဲ့ Charles Cross နဲ့အတူလမ်းပေါ်မှာ ਨੇ ကျွန်တော်အမေရိကန်ကိုကိုဖက်ပြီးနှိမ့်ချရပုံနဲ့ဦးလေးမဲရေးသားတဲ့ခရီးသွားဆောင်မများစာအုပ်ကိုသဘောကျပုံနှိုင်းရှင်နေမိတယ်။ Charles Cross ကဗီယက်နမ်အထိရောက်ခဲ့မှုတယ်။ဦးလေးမဲရဲ့စာအုပ်ကကျွန်တော်ရဲ့ရင်းမြေရင်ချင်းမှုဓလိထုံးစံတွေနဲ့ခစ်တွေကိုဟတ်တင်တဲ့စာအုပ်ဖြစ်တဲ့အတွက်မြမရှာနဲ့မြမထမင်းရဲ့အရာတာကို ကတွင်တွေ့ပုံမျိုးပါကျွန်တော်ရဲ့အကြိုက် ချိန်ခွင်ရှာက ဥလေးမဲ့ဘက်ကိုတတထူထူရှိနေတယ်ကျွန်တော်တို့ရှင်ဘွေရန်နေချင်းတန်ခရီးကိုအချိန်လူဖြစ်ညစ်သွားခဲ့ကြပေမဲ့ဥလေးမဲ့ကတော့ရှင်ဘွေရန်ဟိုဘက်နန်းယုံဘက်တွေညအင်းညက်နေအေးအေးဆေးဆေးသွားခဲ့ပြီးဒေသခံပုဂ္ဂိုလ်တွေကြုံတွေ့နေရတဲ့ပြဿနာတွေကို လူထုဂျာနယ်ကနေတဆင့်တင်ပြခဲ့တာကျွန်တော်မွေးကားစားကြတဲ့ကဖြစ်တယ်ဥလေးမဲ့ရဲ့ရှေးလာတဲ့လက်တံ ဦးလေးမဲရဲ့ထက်မြက်တဲ့ကလောင်တွက်လက်တဲ့ချိန်လန်းဦးလေးမဲရဲ့ဆူရှားတဲ့အမြင်ဦးလေးမဲရဲ့နှံ့ဆက်သိမြင်ပုံဦးလေးမဲရဲ့စောင်းမရေးသားမှုအတတ်ပညာတွေကအားကြအတူယူစရာတွေပါဆရာညီပုလေးကရောမောင်မဲလို့ခရီးဝေးကိုရက်ရှည်ရှည်တွားခွင့်တာခဲ့အလင်းတဲ့လို့ဦးလေးမဲကျွန်တော်ကိုတုံတဲဆုံးမခဲ့ပုံကိုပြန်ပြီးဖောက်တယ်ချပါရစေကျွန်တော်ဟာငငယ်ကလေးကဘောလုံးခံခဲ့ နောက်ပြိုင်ဆက်ပိန်စီးခဲ့တယ်။ဘောလုံးကတော့မန္တလေးမြို့ပေါ်မှာရှိတဲ့ဘောလုံးကွင်းနေအားလုံးနဲ့မန္တလေးပတ်ဝန်းကျင်မြေလက်ဒေသမှာရှိတဲ့ကွင်းနေအားလုံးဒီဘက်မှာကစားခဲ့ဘူးတယ်။အိမ်တော်ကြတဲ့အခါကျတော့ဘောလုံးမကစားတော့ပဲပြိုင်ဆက်ပိန်စီးတယ်။ကျွန်တော်ဆက်ပိန်နဲ့ပြေဦးလွင်ကိုခဏခဏတက်တယ်။ပုတ်ပွားတောင်ကလတ်သွားပကံချောင်းသွားခဲ့တယ်။အားကစားကိုအယူမှုလုပ်တတ်တဲ့ကျွန်တော်ကိုတခါမှအားကစားလုပ်ဘူးဟန်မတူတဲ့ဦးလေးမဲက စကားတစ်ခွန်းနဲ့ဆုံးမဘူးလေကျွန်တော်ကိုဦးလေးမဲကဘုံညိုလို့အိမ်နံပဲပဲခေါ်တယ်ဘုံညို မင်းဆွဲနဲ့လုံလာဝရိယကိုတော့အတိအမှတ်ပြုရလိမ့်မယ်ဟိဒါမဲ့မင်းကတလွဲစပင်ကောင်းနေတာမင်းဒီဆွဲလုံလာဝရိယမျိုးကစီးပွားရှာတာတို့အမှုပညာအလုပ်လုပ်တာတို့မှာတုံးလာမှာတဲ့ငယ်တုန်းကဆုံးမခဲ့တာဆိုတော့အဲ့တုန်းကအောက်တက်တက်နဲ့မှတ်ခဲ့ရတာကိုဦးလေးမဲရဲ့စေတနာစကားဟာကြီးလာတော့ကျွန်တော်အတွက် မောင်းနှင်အားပါပဲဒီစာရင်းရင်းနဲ့ဦးလေးမဲရဲ့ကျေးဇူးကို အောက်မေတ္တရာကျေးဇူးတင်နေမိတယ်။